ဘီတူးလီရင်ရဲ့အဓိကတာဝန်ကမြေအောက်ဘန်ကာတွေကိုဖြိုဖို့ဖြစ်တဲ့သူ့ကိုရေဒါမမိတဲ့အကြောင်းအရင်းကမြေပြင်ကရေဒါစစ်ကနယ်ထုတ်လွှတ်လိုက်တဲ့အခါတာမန်ရင်လိုမျိုးတံပြန်မှုတွေမဖြစ်လာအောင်ဘီတူးရဲ့ကိုယ်ထဲမှာရှိတဲ့အသွန်အခေါက်လေးတွေကရေဒါလိုင်းကိုစုပ်ယူပေးလိုက်တာဖြစ်တဲ့ပြီးရင်အပူလိုက်ဒုံးကြီးရန်ကိုကောက်ွယ်ဖို့အတွက်အပူချိန်ရှိတဲ့အင်ဂျင်ကိုအတွင်းကျဆုံးနေရာမှာထည့်ဝတ်ထားလိုက်တာအဲ့ဒါပြင်ပြင်းထန်တဲ့လေစီကြောင်းနဲ့အင်ဂျင်တစ်ခုလုံးကိုဖုံးအုပ်ကအပူလိုင်းကိုကွယ်ထားပေးသလိုတစ်ချိန်တည်းမှာပဲအင်ဂျင်ကိုအေးမြအောင်လှုပ်ထား ားပေးတာပါအရှိကနေတိုးဝင်လာတဲ့လေနဲ့လောင်စာစီပေါင်းစပ်လိုက်ကထွက်ပေါ်လာတဲ့အပူချိန်ကဘလောက်ထိတောင်မြင့်တယ်လဲဆိုရင်လေထုပေါ်တောင်ဖောင်းပွားလာစေတဲ့ဥပမာမူကြိုပြတဲ့ဖြစ်စဉ်လိုမျိုးဖြက်စီလျက်တဲ့အခါအဲ့ဒီလျက်စီကြောင်းရဲ့အပူချိန်ကအရန်ကိုမြန်မာလွန်းလို့ဘေးမှာရှိတဲ့လေထုကဖောင်းပွားလာတဲ့အခိုက်မှာကျယ်လောင်တဲ့မူကြိုပြတဲ့ထွက်ပေါ်လာရတာအဲ့ဒီနီးပညာနဲ့တုံးကန်အောက်ကိုဘလို့ရရှိတယ်လဲဆိုရင်အရှိကနေတိုးဝင်လာတဲ့လေကိုပန်ကာမသင့်လေကိုတိတ်သီးကျစ်လက်အောင်အရင်လှုပ်လိုက်တဲ့ပြီးရင်ကျင်းမြောင်းလွန်းတဲ့ထွက်ပေါက်က နေတဆင့်ပြင်းထန်တဲ့လေတိုးထွက်အားတစ်ခု ဖန်သီးကတုံးကန်အားကိုရရှိလာပါတယ်။တစ်ချိန်တည်းမှာအပူချိန်ကြောင့်လေထုကဖောင်းပွာလာတဲ့အခိုက်မှာပောက်ကွဲမှုတွေဖြစ်ပေါ်လာစေတာကြောင့်တုံးကန်အားထပ်မံဖြစ်ပေါ်လာတဲ့လေရင်ကိုကြွေဖို့ဆိုရင်တောင်ပံအနောက်မှာတက်ဆင်လာတဲ့ပဲ့ထင်းတွေကနှင်းချီမြင့်ချီလုံနိုင်စွမ်းရှိတဲ့တောင်ပံတစ်ဖက်ကပဲ့ထင်းနှစ်ချက်ဟာဘေးကိုကားတက်လာပြီးတော့လေထဲမှာဗလိအုပ်လိုက်တဲ့ပုံစံမျိုးနဲ့လေရင်တစ်ချမ်းကိုနောက်နှေးအောင်လှုပ်လိုက်တာကြောင့်လေရင်ကအလိုလိုကြွေသွားရတာဖြစ်တဲ့တောင်ပံလေရင် နစ်ဆိုရင်သူ့ရဲ့ကိုယ်ထင်နဲ့အမီးကနေတဆင့်တံပြန်လာတဲ့ရေဒါလှိုင်းကိုဖမ်းယူရရှိတာဖြစ်တဲ့ဒါပေမဲ့ B2 လေယာဉ်ကိုတော့ရေဒါရဲ့အမြင်မှာအပြားလိုက်ကြီးဖြစ်နေတာကြောင့်ဖမ်းလို့မရပဲဖြစ်သွားတဲ့လေယာဉ်ရဲ့တောင်မှန်ပတ်ပတ်လယ်မှာစီတိုင်းကြီးတွေထားရှိပြီးတော့ဝေဟမာ44နိုင်အထိမနာတန်ပြန်တန်းနိုင်စွမ်းရှိတဲ့လေယာဉ်ပေါ်မှာပေါင်900ပုံ82လုံးပါရှိပြီးတော့သူ့ကိုကျဲချလိုက်တဲ့အချိန်မှာအလွတ်တန်ကြာရောက်လာတဲ့အချိန်နဲ့ပေါင်းဆက်ပြီးတော့ပြင်းအားကိုရယူတာမျိုးဖြစ်တဲ့နောက်တစ်မျိုးကတော့အမြင့်ပေ40အလေး ချိန်ပေါင်9000ရှိတဲ့နောက်ဆုံးပေါ်ဘုံဖြစ်တဲ့သူ့ကိုကျဲချလိုက်တဲ့ချိန်မှာအရင်ဆုံးအမီးမှရှိတဲ့ပဲ့ထင်းလေးခုကတခုချင်းစီလွတ်လပ်စွာလှုပ်ရှားနိုင်စွမ်းရှိတယ်။ပြီးတော့လိုအပ်တဲ့နေရာစီကိုအလိုအလျောက်ရွေ့ရှားပေးကတာကတ်စီကိုအတိအကျချိန်ရွယ်သွားတာပါ။ပြီးရင်သူ့ရဲ့အလေးချိန်နဲ့ကြလာတဲ့အချိန်ကိုပေါင်းဆက်ကမြေအောက်ပေနေရအနက်ထဲကိုအရင်ထိုးဖောက်ဝင်ရောက်ပြီးမှဘန်ကာရဲကိုရောက်ရှိသွားတဲ့အချိန်ကိုသတ်စပြီးစတင်ပေါက်ကွဲတာဖြစ်တယ်။ဒါပေမဲ့ဗီတူးလင်ရင်ရဲ့အာနယ်ချက်ကအရန်ကိုဈေးကြီးလွန်းတဲ့ ပြင်သူ့ရဲ့နီးပညာကိုသူများလက်ထဲကြားရောက်သွားမှစိုးရာကြောင့်အပူလိုက်သုံးကြီးတက်ဆင်ထားတဲ့ငှက်ပြစ်စင်ရှိနေတည်းရဲ့လုံးဝကိုမလာပါဘူးအပူလိုက်သုံးကြီးကအပူကိုဥသိပြီးတော့ဘလို့လိုက်တယ်လဲဆိုတာနောက်ပိုင်းမှာဆက်ပါမယ်